တင်ဆက်ပေးမယ့်သတင်းကတော့ဒေါ်လာဘီလီယံနဲ့ရှိတဲ့အကြေးလိုက်စားမှုအတွက်ဝင်ကြီးနှုတ်ရာထူးမှနှုတ်ထွက်လိုက်တဲ့သတင်းပဲဖြစ်ပါတယ်။ အမေရိကန်ဒေါ်လာဘီလီယံနဲ့ရှိရလက်စားမှုများအတွက်တာဝန်ရှိတဲ့ဝန်ကြီးနှုတ်ဦးဟာဖိလစ်ပိုင်အစိုးရအဖွဲ့အစည်းတွေကနင်းနှုတ်ထွက်သွားပြီဖြစ်ပါတယ်။ပြီးခဲ့တဲ့နိုဝင်ဘာလဆယ်ပိုင်းကဖိလစ်ပိုင်နိုင်ငံနယ်ကိုဖြစ်တန်တက်ခတ်ခဲ့တဲ့မုံတိုင်းကြောင့်တနိုင်ငံလုံးမှာတေဆုံသူ300နီးပါးရှိခဲ့တဲ့ဖြစ်စဉ်ပြီးမှဖိလစ်ပိုင်ပြည်သူတွေကထိခိုက်မှုမရှိခဲ့တဲ့မုံတိုင်းဒဏ်ခံစီမံကိန်းတွေအတွက်အဂတိလိုက်စားမှုတွေကိုအရေးယူပေးဖို့အတွက်ဆန္ဒပတ်တောင်းဆိုမှုတွေဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ဆန္ဒပြမှုတွေက တမနာနိုင်တော်ကိုပိတ်ဆို့တောင်းဆိုရသည့်အချိန်မြင့်လာခဲ့ပြီးနောက်မှာတမနာယုံဝင်ကြီးလူကက်ပါဆာမင်နဲ့အစိုးရအသုံးစီမံခန့်ခွဲရေးဝင်ကြီးပန်ဂါရာမန်တို့ဟာရာထူးအနှုတ်ထွက်သွားခဲ့တာပါ နှစ်တိုင်းမုံတိုင်းစေနေရှိပြီးတော့ဖြစ်တဲ့တက်ခတ်မှုတွေကြုံတွေ့နေတာကိုကကွယ်ဖို့အတွက်မုံတိုင်းတန်ခံစာအုပ်တွေနဲ့ရည်ကြီးမှုတွေကိုကကွယ်နိုင်မဲ့စနစ်တွေကိုအမေရိကန်ဒေါ်လာဘီလီယံနဲ့ရှိပြီးအကောင့်ထည့်ဖို့ခဲ့ပေမဲ့လက်တွေ့ဖော်ဆောင်မှုအားနေကြတာကအာဂရိလိုက်စာမှုတွေကြောင့်ဖြစ်တယ်လို့သတ်မှတ်ပြီးတော့ဖိလစ်ပိုင်ပြည်သူတွေကဆန္ဒပြတောင်းဆိုခဲ့ကြတာပါ ပြီးခဲ့တဲ့ဇူလိုင်လကလေးကဖိလစ်ပိုင်နိုင်ငံထဲမှာအစိုးရအဖွဲ့ဝင်တွေရဲ့လက်စားမှုတွေအတွက်စစ်စေးအရေးယူဖို့အတွက်တောင်းဆိုတဲ့ဆန္ဒပြမှုတွေဖြစ်ပေါ်ခဲ့တာဖြစ်ပြီးဒီဒီချိန်မှာတော့အချိန်မြင့်လွန်လာကြောင်းဝင်ကြီးတွေရာထူးကနှုတ်ထွက်ခဲ့ရတာလည်းဖြစ်ပါတယ်ဒီတဲ့ကိုတော့ညင်းချောင်းလာပေးပို့လာပါ thank you